ပရိသတ်များအားလုံးပဲမင်္ဂလာပါ ကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတယ်ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတယ်ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်ဒီညတွေတန့်ရှင်းပြီးအပြင်ဘက်ခြံကိုစီးကြောရမယ်ဒီမဲမာလာသမီးရဲ့ဘာတွေလုပ်နေရလဲအမေသမီးကိုမဟုတ်လောက်ခိုင်းတာဘာလို့ခုချိန်ကြီးမလုပ်သေးရလဲဟုတ်ကဲ့မေ တမိအိမ်တန်ရှင်းကို7မိနစ်တွင်ပြီးရင်ချက်ချင်းလုပ်ပေးမယ်လို့ပြောထားတယ်လေ။နေအောင်ငါစကားဖြစ်ပြောရတဲ့တတိရှိနေရပေါ့လေ။ငါပြောတဲ့အချိန်မှာပဲချက်ချင်းဖြစ်ရမှာလေ။ပြီးတော့အပေါ်ထက်ကခန်းဘာလို့မရှင်းတာလဲပြော။အမေရဲ့အလုပ်တွေရှိသေးတော့တမိအောက်ထက်ကိုအရင်ရှင်းနေရပါ။တာနဲ့စကားမဆက်အမေကနေရာခွဲဝေပေးပြီးပြီဆိုတော့ဘာလို့တမိကအဲ့ဒီနေရာတွေသွားရှင်းရမှာလဲ။အဲ့ဒါအမကြီးရဲ့အပိုင်မဟုတ်ဘူးလားအမကြီးကလည်းဘာမှမလုပ်ဘဲနဲ့အမေအတွက်မုံနေသူ့လုပ်ပေးလို့ရတာပဲလေ။အော် တမီးကအမေကိုစကနိုင်လူနေရပေါ့လေဒီလိုဆိုပြောနေရပေါ့ဟုတ်လားလာစမ်းအမေရဲ့မလောက်ပါနဲ့တမီးနာလာပြီအမေကခွဲဝေပြီးပြီပြောလို့တမီးကဒီလိုပြန်ပြောတာပါအမေကိုယ်တိုင်လည်းခွဲဝေပြီးချွေးမနောက်ကိုယ့်အလုပ်ကိုလုပ်ရမယ်လို့ပြောခဲ့တာပဲလေဒီစကားကိုတမီးကဘာလို့မလို့ပြောရတာလဲဟုတ်တယ်အမေခွဲလိုက်တာပဲစဉ်းစားပြီးခွဲလိုက်တာဘလို့ပဲခွဲထားသည်ဖြစ်စေအမေခိုင်းတော့တမီးလုပ်ရမယ်နားလေလားတမီးလိုစင်းရဲတဲ့မိမအိမ်ကနေပါမွေးမှယူလာခဲ့တာမှမဟုတ်တာ အဲ့ဒါကြောင့်သမီးကိုမင်းသမီးလိုမျိုးထားစရာလားထားရောဘသူကအိမ်ဖို့အလုပ်ကိုလုပ်ပေးမှလဲချွေးမကြီးကိုကြီးလိုက်စမ်းဘလောက်တောင်အမွေတွေယူလာခဲ့လဲအဲ့ဒါကိုသူ့အဲ့ဒါတွေလုတ်ခန်းချင်တယ်ပေါ့လေသွားထွက်သွားစမ်းဝေါအမေကအပြက်ပြုံးလိုက်တာပဲသူနောက်ဆိုကျမနာမည်တော့မခေါ်ခင်ဆယ်ခါလောက်စဉ်းစားရလိမ့်မယ်မလာနင်အချိန်ရရင်ကော်ဖီတစ်ခွက်လောက်ဖြော်ပေးပါဦးငါကောင်းကြိုက်နေလို့ဟုတ်ကဲ့မမလာကပြန်ဖြေပြီးတန်ရှင်းရည်တွေပြီးအောင်လုပ်ရပြန်ပါလေ ိနာမမာလာဟာယောက်ခမနဲ့အမတို့အတွက်မုန်းနဲ့ကော်ဖီကိုတီးချလုပ်ပေးပြီးတွားပို့လိုက်ပါတယ်။ယောက်ကတိဦးလာကတော့အဲ့အရာတွေအကုန်လုံးကိုမြင်နေရတာပေါ့။ချွေးမောင်ငယ်လေးအစဉ်ပြေးရလား။သမီးယောက်ခမလုံနေတာကိုသမီးမကြိုက်မှန်းဖီသိပါတယ်။အဖေပြောရင်လည်း "तू ကအဖေကိုဘလို့မှပြောမရအောင်လုပ်ပြတယ်။ဒါပေမဲ့စိတ်မပူပါနဲ့။တနေ့နေ့တော့သမီးအခွင့်အရေးအတွက်မမ냐နဲ့အဖေတီးချပြောမှာပါ။"ရပါတယ်ဖေရဲ့။ တမီးကြောင့်အမေကိုဘာမှပြောဖို့မလိုပါဘူး။စင်ရဲလို့ဒီလိုလောက်ခံရတာလေ။တမီးရဲ့ကံကြမ္မာပဲ။နေလေစားအတွက်ဟင်းသီးဟင်းရွက်တွေလှီးနေတော့ဒုံမြရောက်လာပြီးတော့ပြောပြန်ပါလေ။ဟဲ့။ဘာလို့ခင်းသီးဟင်းကိုတကီလိုလုံးလောက်နေရလဲ။တဝက်ပဲလုံးရပြီလေ။ဒါပေမဲ့မေတအိမ်လုံးကတီခင်းသီးဟင်းကိုတဝက်နဲ့ဘလို့စားနိုင်မှာလဲ။တမီးမှတ်ညံကောင်းသေးရဲ့လား။အမေအိမ်မှာအမွေခွဲလိုက်တာနှစ်ပတ်ပဲရှိသေးတယ်လေ။တမီးတို့အစားအစာကိုတီမီဖို့ကြောင့်မှမဟုတ်ပဲ။ပီချာချက်ပြုတ်ရမယ်ဆိုတာမမေ့နဲ့ သမီးတွေအောက်မှာတီချာမီဖို့ကြောင့်ပေးထားတယ်လေအဲ့ဒီမှာသမီးနဲ့ရဲရင်တွေ့ချက်တရားရိတ်ခေါတော့မလို့ဘူးနော်အမေအမေကပစက်နဲ့ခွဲတာပဲရှိပါသေးတယ်အိမ်ကအလုပ်တွေလည်းအကုန်လုပ်ရသေးရဲ့လေလူနှစ်ယောက်အတွက်တီချာဟင်းကိုဘလို့ထပ်ပြီးချက်နိုင်မှာလဲဒီတစ်ခုပဲချက်မယ်အိုးဖေးဟားဟေးသူစင်းရဲမှလေနင်နားမလဲဦးပဲအမေကခွဲဝေပြီးပြီးနာမည်ခံခွဲဝေတာပဲဖြစ်ဖြစ်ခွဲဝေမှုကတော့ခွဲဝေမှုပဲနင်တို့ဟာနင်တို့တီချာနေနေရဲ့အဲ့ဒီစင်းရဲတဲ့အခန်းလေးထဲမှာနေပြီးနေအစားဆောင်မြင်မြန်ချက်ပြီးတရားနဲ့ထွက်သွား ချွေးမငယ်လေးချွေးမကြီးပြောတာမကြောက်လားအခုဒီအထက်ကသူ့အပိုင်းဆိုတော့သူဆန္ဒရှိတယ်လို့လှုပ်လိုက်မယ်တမီးရဲ့မိဖို့ကြောင့်ဒီမှာတွားချက်ဟုတ်ကဲ့ပါမအမတို့သဘောကျတယ်လို့ပြောကြပါဒါပေမဲ့ဘာလို့သူစင်းရမလို့ခေါ်ရလဲအိုးနင့်နာမည်အစ်စ်ကိုနင်အာယုံမဆိုင်မိဘူးလားငါပြောလိုက်တဲ့သူစင်းရမဆိုတာကျွမ်းလာတဲ့စင်းရတဲ့မိန်းကလေးကိုပြောတာလာပါချွေးမလေးရဲ့အပြင်မသွားတာကြပါဈေးဝယ်ထွက်ရအောင်လေဟုတ်ကဲ့မေကျမတို့မုံနေလဲစားကြမယ်သွားမယ်လေ တာဖို့သမီးရဲ့မိမနင်ချွေးမငယ်ကိုပါခေါ်သွားတဲ့နေသူလည်းဒီရင်ရဲ့ချွေးမပဲလေခွဲဝေပြီးပြီဆိုပေမဲ့နင်လုတ်တင်တာကိုလုတ်ရမှာပေါ့ရှင်ယူနေလားဒီစင်းရဲတဲ့လူခေါ်ပြီးသူ့ဆန္ဒတွေထိပေးအောင်သူကတန်မိုးမရှိပါဘူးချီမွန်ချင်းကတန်မိုးရှိတဲ့သူတွေကိုပဲပေးရတာရပါတယ်ဖေးရဲ့အမေပြောတာမှန်တယ်သမီးမလည်းပိုးထည့်နှစုံသုံးစုံတော့ရှိပါတယ်အဲ့ဒါပဲဝတ်လိုက်မယ်မလာကသူ့ခန်းစားချက်ကိုဖုံးကွယ်ပြီးပြောလိုက်တော့တာပေါ့ ီလိုနဲ့တော်မြနဲ့စပေးတို့ဟာကားပေါ်ထိုင်ပြီးဈေးဝယ်ဆန်တော်ကိုထွက်သွားကြပါတော့တယ်။သူနဲ့ချွေးမတို့ဟာပိုးဒေရီကိုအရင်ဆုံးဝယ်ကြပါတယ်။ဝေါအမေဒီပိုးထည်နှမျိုးစလုံးအမေနဲ့လိုက်မှာပဲတာယူလိုက်နော်။အမေသမီးအတွက်လည်းပိုးထည်ရွေးထားတယ်။ဒီအဝါရောင်လေးကိုကြည့်ဈေးရလည်းတသောင်းမှရှိတယ်။မရှူဘူးအမေသမီးကဒီပိုးထည်ကိုမကြိုက်ဘူး။အကိုဒီထက်ပုံစေးကြည့်တဲ့ရောင်တလက်လက်တောက်နေတဲ့အပြာရောင်ပိုးထည်ပြပါအောင်။ ။သမီးတော်ဝဲလိုက်ပိုကောင်းမှန်ထန်နေ။အမေတို့နှစ်ယောက်လုံးတူနေလိုက်မယ်။မရဘူးအမေဘာမှမဖြစ်ဘူး။သမီးကတမူထူးခြားနေချင်တာ။အေးပါ။သမီးကကလေးဆန်လိုက်တာကွ။ကောင်းပါပြီ။ကိစ္စမရှိပါဘူး။တို့မြလေးစပိတ်ရဲ့အကြံကိုလိုက်ရောပြီးသူတို့နှစ်ယောက်စလုံးသဘောကျတဲ့ဘူးတွေတွေယူပြီးမုန်နေစားကကြီးမောပျော်ရွှင်စွာနဲ့ပဲအိမ်ပြန်လာကြပါတော့တယ်။မာလာကဒါကိုမြင်ပြီးစိတ်မကောင်းဖြစ်ရပါတယ်။ငါလည်းအမေနဲ့တူတူရှိရှိမောမောဈေးဝယ်ထွက်နိုင်ကောင်းပါပဲ။ ဒါပေမဲ့အမေကငောက်ဘဲတုံးကားမှလက်မခံအောင်ခွဲဝေမှုဆိုရလဲနာမည်ခွဲဝေရုံပဲရှိတယ်။ဒီခွဲဝေမှုသာတေချာသွားရင်ငါတီအိမ်မှာနေသင့်လားမနေသင့်ဘူးလားဆိုတာနားမလည်တော့ဘူး။ဟဲ့အဲ့မှရပြီဘာတွေတွေးနေရလဲ။အမေတို့နှစ်ယောက်အတွက်ဖြိုရီသွားလို့လားဆန်း။ယူလာခဲ့ပါမယ်အမေ။မလာခဏလေးဖြိုရီထဲမှာပန်းအောင်စားနဲ့တံပြာတိထည့်ပေးနော်။တကြားလျှော့။ဟုတ်ကဲ့မ။အဲ့လိုပြောပြီးမလာဟာရောက်ကမနဲ့အမချွေးမတို့အတွက် မတူတဲ့ဖြော်ရည်နှစ်မျိုးလုပ်ပေးပြီးတော့ပေးလိုက်ပါတော့တယ်ဖြော်ရည်ထားပြရနဲ့ဘယ်သွားမလို့လဲအပေါ်ထက်ခန်းကိုတန်ရှင်းလုပ်နေရနဲ့ကျမခန်းကိုလည်းမရှင်းရသေးဘူးမနဲ့တရားအဲ့ဒါလုံးမလို့ပါအေးကောင်းပြီသွားတော့ဘာပဲဖြစ်ဖြစ်နှစ်မျက်နှာထပ်မမြင်ချင်ဘူးမလာဟာအေးကဲမီးကခန်းလေးကိုသွားပါတယ်သူ့ခန်းကဆူဆူရွရွပါပဲအေးယာဗီဒိုနဲ့မှန်တင်ကုန်ပဲရှိပါတယ်အဖြူရောင်တွေကကွာကြနေပြီးပန်ကာကလည်းစူညံတန်တွေနဲ့လင်းနေတော့ မာလာကခလုတ်နှိပ်ပြီးပိတ်လိုက်ပါတယ်။အော်ဖះရေပန်ကားဖွင့်လာတာဘယ်တော့မှမန်းတော့မသိလိုက်ဘူး။ပန်ကားလည်းဆိုးရွားတယ်။ဒီခန်းကိုကြည့်ပြီးဘသူမှဒီချမ်းသာတဲ့ရခမအိမ်ရဲ့အခန်းလို့ပြောနိုင်မှာမဟုတ်ဘူး။ဒီအိမ်ကိုလာတော့ငါ့မှာဆန်နာတွေအများကြီးနဲ့လာခဲ့တာ။တွေးနေမင်္ဂလာဦးတော့အဖြစ်ပြက်တွေပြန်အမှတ်ရမိတယ်။နောက်ဆုံးတော့နှင်သားနှစ်ယောက်လုံးလက်ထပ်ပြီးနှင်ချွေးမနှစ်ယောက်လုံးနှင်အိမ်ကိုရောက်လာခဲ့ပြီးအခုနှင်ချွေးမနှစ်ယောက်ကဘလောက်အမွေတွေယူလာခဲ့လဲပြောပါအောင်ဟဲ့။ ကျမကိုယ်တိုင်လည်းမသိသေးဘူး။သမီးချွေးမစပဲ။သမီးအမွေပစ္စည်းတွေအရင်အိမ်နဲ့ထိတ်ခန်းလိုက်ပါအောင်ကွယ်။ဟုတ်ကဲ့မေ။ဒီမှာကုန်တင်ကားတဲ့ပစ္စည်းတွေအထက်အောင်ယူခန်းလိုက်ပါ။စပဲ့ရဲ့ပြောစကားကြောင့်ကုန်တင်ကားသမားနဲ့တခြားသူတွေကဈေးကြီးတဲ့မှန်တင်ကုန်၊နှစ်ယောက်အိတ်ကရင်အလိုအလျောက်ဝတ်လျှော်စက်နဲ့တခြားသောဈေးကြီးတဲ့ပရိဘောဂါတွေ၊ electronic ပစ္စည်းတွေကိုအိမ်ထဲကိုတင်ယူလာကြပါလိမ့်။စပဲ့ဟာရွှေနဲ့စိန်ပါတဲ့လဝရဏအဆောင်ကိုလည်းယူလာခဲ့ပါလိမ့်။ အဲ့နောက်မှာဒုတိယချွေးမမာလာကအိမ်ထဲကိုဝင်လာပါတယ်။ဝေါင်းငါရခမအိမ်ကအရန်တီဗီအန်အောစရာပဲ။ဒီလိုရခမအိမ်ကိုရောက်ပြီးချွေးမဖြစ်မယ်လို့အိမ်မက်တော်မမတ်ဖို့ဘူး။ငါဘဝမှာမရခဲ့တဲ့အရာတွေကိုအခုရတော့မယ်။ပြီးတော့ငါရခမအိမ်ကလူတိုင်းကိုလည်းကိဥ်ဆိုင်မယ်။အိုးဖေးရေသမီးချွေးမစပဲ။သမီးကအများကြီးယူလာခဲ့တာပဲ။ဒါပေမဲ့မလား။သမီးမိသားစုကဆင်းရဲတယ်ဆိုတာသိပါရဲ။အများကြီးယူမလာနိုင်ဘူးဆိုတာသိပေမဲ့ သမီးယူလာတဲ့ဟာတွေတော့ထားလိုက်လေအမေသမီးကတက်တာတလုံးပဲယူလာခဲ့တာပါပစ္စည်းမပါပါဘူးအေးလေချွေးမကြီးကအများကြီးယူလာခဲ့တာပဲချွေးမငယ်ကတက်တာတလုံးပဲယူလာခဲ့တာပေါ့လေကောင်းပြီလေဒီထဲမှာပါပါလဲပါလဲတက်တာတလုံးနဲ့ယူလာရအောင်ရှက်နေရလားအမေသမီးဖြေဖို့နောက်ကြတာခွင့်လွတ်ပါအမေနဲ့အဖေကအစတည်းကအကုန်ဆွေးနွေးပြီးသားထင်လို့ပါအမေသိပါတယ်ဒီအထဲမှာအမေနဲ့ဖေအတွက်အဝတ်အစားငါးစုံနဲ့ရွှေဆွဲကြိုးတကုံးပါပါတယ် ဒီလိုပြောပြီးမာလာကရွှေဆွဲကျိုးကိုထုတ်ပြီးဒေါမြရဲ့လက်ထိပ်ကိုထည့်ပေးပါတယ်။ဒေါမြကအရာကိုပြစ်ချလိုက်ပြီးဘလို့သမီးရတီဝတ်စာငါးစုံနဲ့ရူးရူးဆွဲကျိုးလေးပေးပြီးတော့စပယ်နဲ့တန်းတို့ဖြစ်တယ်လို့တသက်ပြချင်တာလား။သမီးအမေကိုလူတွေရှေ့မှာမျက်နှာပြအောင်လှုပ်လိုက်တာပဲ။မင်းဘာလုပ်နေရလဲ။လူတွေရှေ့မှာလေ။ तू ကမင်းချွေးမှာပဲ။ तू ကစပယ်လူချမ်းသာတဲ့မိသားစုကမဟုတ်ဘူးဆိုတာမင်းသိပါရဲ့။ဒါတော့မှ तू ရောက်ရောက်ချင်းမင်းကစော်ကားနေရလား။ ထွေးမသေးဆိုတာနှစ်သမီးနဲ့တူတယ်။ဟုတ်တယ်။ကိုလပြောတာလုံးဝမှန်တယ်။နေအိမ်ကိုရောက်လာတဲ့နှစ်သမီးကိုဒီလိုမစော်ကားတဲ့မို့။ဥလာကရွှေဆွေးကျုပ်ကိုကောက်ယူပြီးသူ့ထွေးမရဲ့လက်ထဲကိုထည့်ပေးပါရယ်။ထွေးမသူ့စကားတွေကိုစိတ်ထဲမထားပါနဲ့။ခဏနေစိတ်ရေးသွားရင်သူပြောတာတွေကိုသူ့ဘာသူနားလည်သွားမှာပါ။ရပါတယ်ဖေရဲ့။အမေကရုတ်တရက်အံ့ဩသွားတာနေမှာပါအမေမာလာမိဘတွေကအများကြီးအမွေပေးနိုင်မှာမဟုတ်ဘူးဆိုတာအားလုံးအဆကလေးကသိပါတယ် ဒါတော့မှအမေကလူတွေအရှိမဘာလို့ဒီလူတွေလုံနေရလဲ။သူ့မိဘတွေကဘာမှမပေးနိုင်ဘူးလို့ပြောခဲ့ပါတယ်။ဒါပေမဲ့မျက်နှာမပြည့်ရအောင်အနည်းဆုံးတော့တခုခုထားခဲ့ပါလို့ငါပြောခဲ့တာပဲ။အဲ့တော့အကြောင်းတော့ဒီပစ္စည်းတွေပါလာတာ။ဘာလာဟာလက်ဥချီပြီးမျက်ရည်တွေနဲ့ဒေါမရရဲ့ရှိမရင်နေပါတယ်။အမေသမီးရဲ့မိဘတွေကငွေကြေးမချမ်းသာပေမဲ့အမေတောင်းဆိုချက်ကြောင့်ပဲဒီပစ္စည်းတွေအတွက်ပတ်စံစုပြီးတည်တည်တောင်ဖြည့်ဆည်းပေးခဲ့တာပါ။အိုဖျားကြီး ။တမီးဟာတီးတက်တာလေးအတွက်ငိုယိုပြီးလဲဖျားနေလား။မျက်နှာပန်းလှအောင်တခြားပစ္စည်းတွေယူလာခဲ့တဲ့နဲ့အမိပြောတာမှန်တယ်။ तू ကရုပ်ရှင်ရိုက်နေတယ်လို့ပဲ။ဒါမဲ့မှကျွန်တော်တို့မှာအကုန်ရှိနေရင်တခြားဘာတွေလိုသေးလို့လဲ။အားလုံးတိတ်နေကြ။အိမ်ပြန်ကြတော့ရုပ်ရှင်ဆက်ကွက်လို့အပြင်မှာအများကြီးမြင်ခဲ့ရပြီ။ကိုလှရင်ကြောက်လာတဲ့နှစ်သမီးကိုလေးစားပါ။ရှင်မိမဒီလိုမထိမ်မဲ့မြင်လို့နေတာဒီလိုတွေကိုဖះမကြိုက်ဘူးနော်ရှင်တို့အရှင်ဖះတန်ခတ်လိုက်မယ်တေချာနေကြပါနော်အမများ ကျမစေတနာနဲ့ပြောတာချွေးမဆိုတာနှစ်သမီးတပားပါပဲဟုတ်ပါပြီဆွေမျိုးတွေကဒီလိုပြောပြီးထွက်သွားကြပါတော့တယ်နောက်တနေ့မှချွေးမနှစ်ယောက်ရဲ့မိဖို့ကြောင့်မှပထမဆုံးချက်ပြုတ်ရတဲ့နေ့ပါချွေးမကြီးကချာပါတီနဲ့ထောပတ်ပဲလုပ်ပေးပေမဲ့ဘာလာကတော့နှင်းပွဲခုနှစ်မျိုးရှင်မျိုးလောက်ချက်ပြုတ်ပြီးလူတိုင်းရဲ့နှလုံးသားကိုတင်ပိုင်နိုင်ခဲ့ပါတယ်ဒါနောက်ရောက်ခမကအပြစ်ရှာပါသေးတယ်ခုမငါသိချာနေပြီလဲဘာမှအသုံးမဝင်တော့ဘူး အမေအားပိုင်ဆိုင်မှုခွဲဝေဖို့လိုတယ်ဆိုလို့အဲ့ဒါလုပ်ပြီးသွားပြီပဲအခုတီခန့်ငါရတဲ့ပိုင်းမဲ့လေးတေချာလောက်ရမယ်အဲ့လိုမာလာကတွေးလိုက်ပြီးတပြက်စီးနဲ့နေရံတွေကဖုန်တွေကိုဖိရှားလိုက်ကအခန်းကိုရှင်းလင်းပြီးမိုက်တွေကိုလည်းလွှင့်ပြလိုက်ပါတယ်ဒီခန်းမေးမှာတင်းငယ်တဲ့မိဖို့ကြောင့်တခုရှိပြီးအဲ့မှာမာလာကထိုင်ပြီးချက်ပြရပါတယ်အဲ့မှာရှုံမိဖို့ပဲရှိပါတယ်အိမ်မှာကက်စမီပေါ်ရရှိပေမဲ့ငါ့ကိုတခုမှမပေးဘူး ဒီရှုံမီးဖို့တစ်ခုထဲနဲ့မျက်တွေသုံးပြီးသူတို့အတွက်ရောကို့အတွက်ပါချက်ပြုတ်နေရတာအနာလီအတွင်းမှာပဲမာလာကဟင်းထမင်းနဲ့ချာပါတီကိုချက်ပြုတ်လိုက်ပါတော့တယ်အဲ့နောက်မှာဥလာကမွေးကြိုင်တဲ့ရနဲ့တွေကြောင့်ရောက်လာပြီးပြုတ်လိုက်ပါတော့တယ်ဘာချွေးမဒီနေ့ဟင်းချက်ထားတာကောင်းလိုက်တာအဖေကိုလေကျွေးပါဦးသမီးချက်တဲ့ဟင်းနဲ့ထမင်းကိုအဖေအရန်ကြိုက်တယ်ဟုတ်ကဲ့ဖေဘာလို့မကျွေးရမှာလဲပိုးပက်မှလည်းချက်ထားပေမဲ့အဖေကအဲ့ဒီတည်းကမစားဘူး ဘာလို့တီးရပဲစားတာလဲဖေဖေမသမီးရောစပယ်ရောနှစ်ယောက်လုံးမိဖို့ကြောင့်မှရန်ကြိုးစားကြတာပဲဒါပေမဲ့သမီးရဲ့ရှုံမိဖို့ပေါ်ချထားတဲ့စားစရာကလုံးဝမတူပြီးတော့အဖေဒီလိုခွဲလိုက်တာကိုလည်းလုံးဝသဘောမကျဘူးသူတို့ကနမေကန်ခွဲဝေထားပေမဲ့ချွေးမနှစ်ယောက်လုံးကတားရီအတွက်ဒန်းတူအလုံးမလုပ်ဘူးသူကသမီးကိုပဲအလုပ်တွေအကုန်လုံးလုပ်ခိုင်းနေတာအဖေပါပဲဖြစ်ဖြစ်သမီးလက်ခံပါတယ်အနည်းဆုံးတော့ဒီလိုချမ်းသာတဲ့ရက္ခမအိမ်မှာ သိင်းငယ်တဲ့အခန်းလေးထဲမှာနေရပြီကျမတို့အတူတူရှိနေသေးရပဲလေအိမ်ပြန်မှာဆိုရင်အချင်းချင်းတော့မြင်ရမှာမဟုတ်ဘူးအဖေတို့ညောင်လုံးပြူစုခွင့်ရလို့တမိပျော်ပါတယ်ဖေရဲ့ဒီလိုဒုက္ခရောက်နေတဲ့အချိန်မှာတမိပဲဒီလိုကောင်းကောင်းစဉ်းစားနိုင်တာအဲ့လိုပြောပြီးဥလာကသူ့ချွေးမရဲ့ခေါင်းကိုပုတ်တက်ပြီးသူ့နဲ့အတူမြေပြင်ပေါ်မှာထိုင်ပြီးတော့စားစရာတွေကိုစားပါတော့တယ်ညနေပိုင်းမှာရင်းရင်ကအိမ်ပြန်ရောက်လာခဲ့ပါတယ်မာလာဟာဦးရဲကရေကိုခတ်ပြီးသူ့ကိုပေးလိုက်ပါတော့တယ် ဒီချိန်မှာဒုံမြကလှမ်းဩခဲ့ပါတယ်။ဟဲ့အခုညနေ9:00နာရှိပြီ။သမီးဘယ်တော့လာချက်မှလဲပြော။ခဏနေလာခဲ့ပါမယ်အမေ။အခုအစားစားပေးပြင်လာခဲ့ပါမယ်။မရဘူး။အလောက်ချိန်မရှိဘူး။သမီးအခုဈေးသွားပြီးဟင်းသီးရွက်ဝယ်ရမယ်။ပြီးရင်ချက်ရမယ်။အမေတော့ဘယ်တော့စားရမှာလဲ။သူ့ခဏဆောင်ဟန်လိုက်။ကောင်းပြီအမေ။ကျွန်တော်စောင့်ပါမယ်။မလာနင်းအရင်ဈေးသွားလိုက်။ရင်းရင်ကနင်းသားငယ်လေးလေးနင်းအရင်ချက်တဲ့သူ သူ့အလုပ်ကနေပင်ပန်းပြီးပြန်လာတာကိုနေရအစားတောင်မစားခိုင်းဘူးလားနင်ဘာဖြစ်သွားတာလဲနင်ဘာလို့နင်သားငယ်နဲ့ချွေးမငယ်ကိုဘာလို့ဒီလိုလုပ်နေရတာလဲနင်မဲမာလာကိုကိုယ်တိုင်ခေါ်လာခဲ့တာပဲဦးကျမကျမသားဘာလို့မိလို့လဲအချင်းချထားမိတာလားလက်တွေခြိထားလားကျမမာလာသဘောကျပြီးခေါ်လာခဲ့တာပဲဒါပေမဲ့သူတလောက်ထိဆင်းရဲမယ်သူရောက်လာတာနဲ့ကျမသားကလည်းတားအရင်လိုမဖြစ်တော့ဘူးဆိုတာမသိခဲ့ဘူးလေဒီနေ့ရောက်စလုံးဒီအိမ်မှာနေနေတာတော့လှုံ့လပြီဒီလိုပဲနေရမယ်လေ ခွဲဝေမှုခွဲဝေမှုတောက်ခွဲဝေမှုလို့ခေါ်တာရှင်းနားလေလားနင်ကနမေကန်ခွဲဝေတာပဲရှိတယ်အောင်တကယ်ဆိုရင်နင့်သားကြီးနဲ့ချွေးမကြီးကိုဆက်ဆံတယ်လို့ပဲသူတို့ကိုလေဆက်ဆံမှာပေါ့အိမ်တိန်လုံးကိုချွေးမကြီးကိုပေးတယ်ပြီးတော့သူတို့ကိုတင်းငယ်တဲ့အတုံးမဝင်တဲ့အခန်းလေးပဲပေးတယ်ချွေးမကလည်းမြေပြင်ပေါ်မှာထိုင်ပြီးရှုံမိပုံနဲ့ချက်နေရတယ်စကားကိုဒီလိုတွေခဏခဏမပြောနဲ့ကလေးတွေကနင့်ကိုချစ်လို့ဘာမှမပြောတာသူတို့စီကရတာကလည်းသူတို့အတွက်ငါတို့ရဲ့ကောင်းကြီးနဲ့ပြုစုလုပ်ကင်ပေးခွင့်အတွက်လက်ခံနိုင်တဲ့အရာပဲ ဒါပေမဲ့နင်ကတော့အခွင့်အရေးယူတတ်တာပဲသိတယ်။ရှင်ကျမကိုဆရာလာလို့မနေနဲ့။ဆရာလို့တောင်မဟုတ်ဘူးပြောပြနေတာ။မင်းကလွန်လွန်လာလို့ချွေးမောင်ကြီးကမင်းကိုဘလောက်တီးခတ်လိုက်လဲ။တီးခတ်လေးလေးမင်းကပိုဆိုးလေးလေးပဲ။အဲ့ဒါသူတို့ကိစ္စပဲလေ။ပထမအချက်ကကျမတို့နှိပ်စက်မနေဘူး။ညီတူညီမျှပဲ။ဒုတိယအနေနဲ့သူသားအမွေတွေယူလာခဲ့မယ်ဆိုရင် ခွဲဝေမှုကောင်းကောင်းရမှာပေါ့။ဒါပေမဲ့ခုတော့ဒါပဲသူ့ဝယ်စုဖြစ်မယ်။အမေအဖေရံမဖြစ်ကြပါနဲ့တော့။ ကျွန်တော်တို့ဘာမှမလုပ်ကြပါဘူးဒီမှာအမေတို့နဲ့အတူနေရရင်ကိုရပါပြီကလေးတွေလိုအပ်တာကငါတို့စီကချစ်ချင်းမြတ်တာနဲ့လေးစားမှုပဲလေမင်းတော့တော့မပေးနိုင်ဘူးလားပါတန်တွေလည်းအမေရဲ့အစားစာဘယ်တော့ရမှလဲမရသေးဘူးလားအမေသူ့ပြောနေတာကြားပြီဒါပေမဲ့ဒီနှစ်ယောက်ကအခုရောက်ရှင်ရိုက်နေကြတာလေငါသိရမှလားနေရာဆင်းရဲတဲ့မိသားစုကလာတာဒီလိုကြီးမားတဲ့ပိုင်ဆိုင်မှုကိုမြင်ပြီးတော့ ီလိုအမွေခွဲလိုက်တော့တပွက်လောက်ကိုလိုချင်နေမှာပဲလေအဲ့ဒါကြောင့်မင်းကဒီလိုရှုပ်ထွေးအောင်ဖန်တီးနေရမလားမဟုတ်ဘူးမအဲ့လိုမဟုတ်ဘူးကျမတို့ဘာမှမလိုချင်ဘူးဘာမှထပ်မဖြစ်ကြပါနဲ့တော့ကျမဈေးသွားလိုက်မယ်မာလာကပတ်စံယူပြီးဈေးသွားကညစာအတွက်ဟင်းသီးဟင်းရွက်တွေနဲ့ပအဝင်ပစ္စည်းတွေအကုန်လုံးကိုယူလာပါတယ်ကျပေးကမှန်းကြည့်ပြီးမိတ်ကက်လိမ့်နေပါတယ်ဝါအိမ်မှာဒီလိုပြဿနာတွေဖြစ်နေရမြင်ရတာစိတ်ထဲမှာဘလောက်တောင်ငြင်းချမ်းလိုက်လဲ။ ငါတိုက်ခိုက်တာပြစ်မှတ်ကိုထိတယ်။အမေကဖုန်းနဲ့ပေးခဲ့တဲ့အကြံဉာဏ်လုံးဝမှန်တယ်။ဒါကြောင့်ဒီနေ့ငါဒီအိမ်ကြီးရဲ့ပိုင်ရှင်ဖြစ်နေတာပတ်စံလုံလောက်ရှိနေပေမဲ့ရောက်ခမရဲ့ဝေစုလည်းဘာလို့စွန့်လို့ရမှာလဲ။သမီးရဲ့ရောင်းမကဘာမှမယူလာခဲ့ဘူးလို့ပြောတာမလား။ဒါဆိုခုသမီးရောက်ခမကိုဖျားရောင်းမေး။ပိုင်ဆိုင်မှုတဝက်ကျော်သမီးနာမည်လွှဲခန်းလိုက်။အိမ်ဝန်သေးချာရအောင်လုပ်နော်။အခုကလေးကတအမွေခွဲခန်းထားတော့ကြားလား။ဟုတ်ကဲ့မေသမီးလှုပ်လိုက်မယ်။ ဇပယ်အမေကဖုန်းနဲ့ပြောခဲ့တာကိုဇပယ်ကမှတ်မိနေပါတယ်။ဇပယ်ဖုန်းချလိုက်တော့ဒုံမြတ်ကအခန်းထဲဝင်လာခဲ့ပါတယ်။ချွေးမသမီးကပထမဆုံးချက်တန်းနေမှာတော့ဘာမှမချက်ဘူးလား။ဒီနေ့တော့တခုခုချက်ပြီးအမေတို့ကြွေးပောင်ကွယ်။အမေသမီးကပြစ်စည်းနဲ့အများကြီးရှူလာခဲ့တာ။အဲ့ဒီစင်းရဲတဲ့ညီမလို့အိမ်ဖို့အလုပ်လုပ်ချင်မထင်လား။အမေဧည့်သည်တွေလည်းတွာလာနေတာကိုသူတို့ဘာပြောမှန်းထင်လဲ။သမီးကချက်ပြီးကြွေးချင်တယ်။ဒါပေမဲ့သမီးခုအခမ်းအနားလုပ်ပြီးသွားပြီ။ အခုအမေကပဲမာလောက်ဟင်းချက်တာအိမ်ရှင်းတာစရဲအလုပ်တဲ့အကုန်လောက်ခံလိုက်ပြီးတော့အမေအမေသာပိုင်ဆိုင်မှုခွဲဝေခင်နောက်ဆိုချွေးမနှောက်ကြမှာရံဖြစ်เสียမလို့တော့ဦးနော်အင်းတမီးပြောတာမှန်တယ်တီချံမစိုးဟုတ်တယ်အမေအမေသားတွေလည်းစိတ်အင်းရတာပေါ့မဟုတ်ရင်ညီကိုကြာပြဿနာတွေလည်းရှိလာနိုင်တယ်လေခုကလေးကသာခွဲထားလိုက်ပါအမေရဲ့အဲ့ဒါအကောင်းဆုံးပဲဒါဆိုခွဲဝေလိုက်မယ်တမီးအမွေတွေအများကြီးယူလာခဲ့တာဆိုတော့90ရာခိုင်နှုန်းကတမီးဝေစုဖြစ်မယ် 30ရာခိုင်နှုန်းကသူ့အတွက်ဖြစ်မယ်။ကောင်းပြီလေမေ။ဒီလောက်နဲ့လည်းတမိပြော့ပါရဲ့။အနည်းဆုံးတော့သူ30ရာခိုင်နှုန်းရသွားတာပဲလေ။ဒါပေမဲ့ဒီအပေါ်ထက်ကတမိရဲ့အပိုင်မှာတောက်တမိအစ်စ်ပြန်ပြင်းချင်တယ်။ကောင်းပြီလေတမိ။တမဲကဒေါ်မြကိုအမွေခွဲဝေမှုနဲ့ပတ်သက်ပြီးလှုံ့ဆော်ပြီးတော့အပေါ်ထက်ကိုဒီဇိုင်းအစ်စ်နဲ့ပြန်လည်မွမ်းမံပါရဲ့။ဒါကြောင့်အပေါ်ထက်တစ်ခုလုံးကလှပတဲ့ဘယင်မဆောင်လို့ဖြစ်သွားပြီးအောက်ထက်ကတော့ရိုးရိုးရှင်းရှင်းပါပဲ။ ဒါကမြင်တော့မိသားစုဝင်တွေကဘာလို့အိမ်တဝက်ပဲပြင်ဆင်ပြီးတော့ကျန်တဲ့တဝက်ကိုမပြင်တာလဲဟုတ်တယ်လှုပ်ချင်ရင်အိမ်တိန်လုံးလှုပ်ရတာပဲအခုအိမ်ကမတူတော့ဘူးဟုတ်တယ်မေကျမတို့အခန်းလည်းပြက်စီးနေပြီအဲ့ဒီမှလည်းလှုပ်ပေးပါအောင်ငါစကားတစ်ခွန်းမှပြောမယ်အမေကအမွေခွဲပြီးသွားပြီဘသူမှဘာမှမပြောနဲ့90ရာခိုင်နှုန်းကချွေးမကြီးနဲ့ဒါအကြီးရဲ့ဝေစုကျန်တဲ့30ရာခိုင်နှုန်းကရဲရင့်နဲ့မာလာရဲ့ဝေစုအမေဒီဆုံးဖြတ်ချက်ကိုသိချာစဉ်းစားပြီးလောက်ထားတာ စပယ်ကအမွေတွေအများကြီးယူလာတယ်။သူကအိမ်လောက်ကိုမလောက်ချင်ဘူး။အဲဒါကြောင့်အပေါ်ထက်တစ်ခုလုံးချွေးမကြီးအပိုင်းအောက်ထက်ကအမေတို့နဲ့သမီးတို့အပိုင်းသမီးတို့အခန်းရဲ့ဘေးကမိဖို့ကြောင်လေးပဲ။အခုအဆပြီးသမီးအဲ့ဒီမှာချက်ပြုတ်ရမယ်။ဒါပေမဲ့မေကျမတို့ပါခွဲဝေမှုမှမလို့ချင်ပါဘူး။ကျမတို့အားလုံးချစ်ချစ်ခင်ခင်အတူတူနေလို့မရအောင်လားရင်အိမ်တအိမ်ထဲမှာမိဖို့ကြောင်နှစ်ခုရှိတာမကောင်းပါဘူး။အပြင်ကလူတွေဘာပြောကြမလဲ။ဟုတ်တယ်မိမ။ဒါကမှားနေတယ် ပြောတဲ့နာပြောပြီးသွားပြီအခုဘသူမှဘာမှမပြောနဲ့ဟုတ်တယ်အခုတီအိမ်မှာမိဖို့ကြောင့်နှစ်ခုရှိမယ်အပြင်းလူတွေဘာပြောပြောငါကိူးမဆိုင်ဘူးချွေးမဒီလိုအမွေခွဲလိုက်ပေမဲ့အိမ် အလုပ်တွေအကုန်လုံးတမိပဲလောက်ရမှာနော်မေကျွန်တော်တို့လက်ထပ်ပြီးကြတဲ့ဟာအမေကမာလာကိုဒါရီပြောနေတာကျွန်တော်ဘာမှမပြောခဲ့ဘူးဒါမဲ့ခွဲဝေဖို့ဘာလို့လို့လဲပြီးတော့ဒီခွဲဝေမှုကခွဲဝေတာလည်းမဟုတ်ဘူးအမေနာမည်ကခွဲဝေတာပဲအနည်းဆုံးတော့ပိုင်ဆိုင်မှုက50 50ဖြစ်တဲ့နေ တော်ဆန်းတားအရင်ကိုယူသွားတာတားခုဘာမှနားလိုက်မှာမဟုတ်ဘူးသွားတားတို့နှစ်ယောက်စလုံးရုံးဝသွားတော့ဒါမှားတယ်မေအကိုရဲ့ဘာမှမမားပါဘူးအမေကဆုံးဖြတ်ချက်ချပြီးပြီဆိုရင်မှန်ပါပါအနည်းဆုံးတော့ကျမတို့အိမ်မှာအတူတူနေခွင့်ရတာပဲလေဒါနဲ့လားတကယ်အမွေခွဲတာဆိုရင်ချွေးမနဲ့တားအိမ်ကနေထွက်ပြီးအဝေးမှာနေရတာပုံမှန်ပဲလေဦးလာနဲ့တခြားသူတွေကတော်မြရဲ့ဒီခွဲဝေမှုကိုမကြိုက်ပေမဲ့ အခုတော့အင်းကဒီတိုင်းပဲစတင်လေးပတ်ပါရီတို့မြတ်ဟာမာလာကိုအင်းအလုပ်တွေအကုန်လုပ်ခိုင်းပေမဲ့ချစ်ချင်းမြတ်တာနဲ့ပြည်သူဆောင်ရှောက်ဖို့ဆိုရင်တော့စပိတ်ကိုပဲပြီးပါရီဒီနေ့မှာတော့မာလာဟဲ့မာလာ နင်ဘမလဲငါကောင်းကြိုက်နေတယ်လာခဲ့စမ်းအမရေလာပြီနင်နှိပ်ပြီးသွားရင်ငါပြောမယ်အဝတ်စားတွေညစ်ပတ်နေပြီအကုန်လျှော်လိုက်နင်ကိုမနှက်ဖြန်အစည်းဝေးရှိတယ်သူအကြိုက်ဆုံးရှိုင်းကြီးတွေလည်းပါတယ်စိတ်မပူပါနဲ့မ ကျမဆက်ထဲမှာအဝတ်တွေမြင်မြင်ရှော်လိုက်ပါမယ်။အမလေးမင်းသမီးရဲ့နေငါရဲ့ဈေးကြီးတဲ့အလိုလျောက်အဝတ်ရှော်ဆက်ကိုမထိရဘူး။နှစ်လက်နဲ့နေရှော်ရမယ်။ဟုတ်ကဲ့ပါမ။ကျမလက်နဲ့လှုပ်ပါမယ်။ဒီလိုပြောပြီးမာလာဟာသူ့အမရဲ့ကောင်းကိုနှိပ်ပြီးနောက်သူ့ကိုယ့်ရဲ့ဝတ်တွေအကုန်လုံးကိုလက်နဲ့ရှော်ဖို့ပြီးအချောက်လှမ်းပြရပါတယ်။ဒီခွဲဝေမှုဖြစ်ပြီးကလေးကမာလာတယောက်သူ့ရဲ့အဝတ်အစားပကံခွက်ရောက်အင်းချက်တာစတာတွေကိုတီးကြစီခွဲကြပြီးလုကန်ရပါတယ်။ အကိုအမနဲ့ယောက်ခမတို့ကလည်းတီးကြစီပါပဲ။အိနေကစားပြီးဆင်းရဲတဲ့မာလာဟာသူ့ယောက်ခမအိမ်မှာဒုက္ခရောက်နေရတော့တာပေါ့။တခါတလေစပေးကစဉ်းစားမိခဲ့ပါတယ်။ငါဘလို့အမမျိုးရလိုက်တာလဲ။ကောင်းလိုက်တာဖျားသခင်ကိုကျေးဇူးတင်တယ်။ကြစ်တိုက်တဲ့ရောင်မရမှကြောက်နေတာ။အခုတော့အဆင်ပြေပြီ။တုံးတဲ့ရောင်မကိုရလိုက်တာ။ငါယောက်ခမကြီးကလည်းမိုက်လိုက်တာဟဲ။ငါအကောင်းမြင်ခံရဖို့အိမ်လုံးလုံးရမယ်လို့ထင်ခဲ့တာ။ဒါပေမဲ့ အမေကိုယ်တိုင်ကဆင်းရဲတဲ့အိမ်ဖို့ဒီကိုခေါ်လာခဲ့တာပဲငါပရိယာတွေအကုန်လုံးအလုပ်ဖြစ်သွားတာပဲမိုက်တယ်ဒီလိုနဲ့ပဲအချိန်တွေကုန်လွန်တော့ပါတော့တယ်မာနာဟာသူ့ယောက်ခမရဲ့အလုပ်တွေကိုလုပ်ကင်ပြီးသူခင်မုန်းတဲ့အတူသူ့တို့ဇနီးမောင်နှံကသူ့ရဲ့ဇေယိစကားကိုချွေတာပြီးဘဝကိုဖျက်ဆီးကြပါတယ်အိနီနာချင်းတွေဟာလည်းပဲကျွေးမငယ်လေးကသူ့အမနဲ့ယောက်ခမတို့အတွက် တခုခုလုပ်ပေးနေတာကိုအချိန်ချင်းမြင်ကြပါတယ်ဒီနေ့မှာမာနာဟာအိမ်ပြင်ဘက်ကိုပုံမှန်အတိုင်းတန်ရှင်းရေးလုပ်နေတော့ ကြပေးကလာတောင်ဆောင်မှာလဖြစ်ရီတောင်းရင်နဲ့ထိုင်နေပါတယ်။ဒါကိုမြင်တော့တရက်ကွက်လုံးနဲ့တီးတဲ့ဒေါစုကဒေါမြကိုပြောခဲ့ပါတယ်။မမထွေမနှစ်ယောက်ကိုတီလို့ခွဲပေးထားတာအရင်ကောင်းတာပဲ။နှင်ကြလား။ငါတို့အိမ်မှာဆိုလူတိုင်းတန်းတူပါပဲ။ဒါဆိုဘာလို့တီဆင်းရတဲ့ချွေးမလေးကအချိန်နဲ့တပြက်စီလဲနေရလဲ။နှင်ချွေးမကြီးကဘာလို့ဘာမှမလုပ်တာလဲ။သူလှုပ်ရတဲ့အလုပ်ပမာဏနဲ့ရှင်ချွေးမငယ်လေးကလှုပ်ရတာပိုများတာ။ဒါပေမဲ့ ဒီဆင်းရဲတဲ့ကာမလေးကအမြဲဒုက္ခရောက်နေရတယ်။သူဟာအိမ်လုပ်တွေအကုန်လုံးလုံနေရတာ။နေရတူးတရချွေးမတော့တခါတလေဈေးဝယ်ထွက်တယ်။တခါတလေတချင်နားထောင်ပြီးလာတာဆောင်မှာလက်ဖက်ရည်တောင်းရင်ထိုင်နေရလေ။အိုးသူအလလောက်ရတာအကျင့်ဖြစ်နေလို့ပါ။အကျင့်မဟုတ်ရပါဘူး။မထင်ပါဘူး။အတင်းအကျက်လှောက်ခိုင်းတာမလား။နေလူတိုင်းကိုလှည့်စားလို့ရပေမဲ့ငါ့တော့လှည့်စားလို့မရအောင်နော်။အမွေခွဲတာသာတရားမျှတရင်ချွေးမတယောက်ကပင်မမီကျန်တယောက်ကနားယူရမှာမဟုတ်ဘူး။ နေနဲ့မဆိုင်ပါဘူးငါအိမ်ကိုအလွန်ကြုံမဆက်စုပါနဲ့ဘသူမှနေအိမ်ကိုဆက်စုစရာမလိုဘူးလူတိုင်းအကုန်တိနေပြီနင်ပြောတဲ့အမွေခွဲတယ်ဆိုတာနဲ့ပတ်သက်လေးနဲ့ပဲဒီစကားကိုကြားတော့ဒေါမြလေးစိတ်ထိုက်သွားပြီးခဏကြာမှတော့ဒိုးစုလေးထွက်သွားလိုက်ပါတော့တယ်အမေသမီးကိုတမင်တကာအလုံးအများကြီးခိုင်းမိပြီးနှိပ်စက်မိရလားဟင်းမေမဟုတ်ပါဘူးထားလိုက်ပါတော့အမေပြီတို့ထဲအဝတ်တွေသွားစီလိုက် စိတ်ကတော့မကောင်းတော့ဘူးဟုတ်ကဲ့အမေ ဒီလိုပြောကမာနာဟာသူ့ယောက်ျားမရဲ့ဗီဒီယိုကိုသွားစီရပါတယ်။မာနာဟာအင်အလုတ်တွေအကုန်လုံးကိုလုပ်ရပါတယ်။ဆောင်းရသည်ရောက်လာတော့ယောက်ျားမကအေးအေးမိပြီးတော့ချောင်းဆိုးလာခဲ့ပါတယ်။တပည့်ဟာသူ့နောက်ကိုလုံးဝမလာဘူးပေါ့။မာနာကတော့အမိကိုပြုစုစောင့်ရှောက်ပါတယ်။အင်ဂျူဘူဘူစံပြုတ်စတာတွေကို ပြင်ဆင်ပေးခဲ့ပါတယ်။စပယ်ချွေးမတမိအမိစီကိုနှစ်ရက်သုံးရက်လာမတွေ့ဘူး။ဒီနားလာထိုင်ပါဦး။အမိမသက်သာမခြင်းတမိအမိခန်းကိုမလာဘူး။ ။သမီးပါတီကိုသွားတော့မယ်။ခရူးဆိုင်တော့အမေ။အဲ့လိုပြောပြီးစပေးကထွက်သွားလိုက်ပါတော့တယ်။မာနာကတော့သူ့ရောက်ခမကိုသူ့လက်နဲ့ဟင်းကျိုးခွန်ကျွေးပါတယ်။လက်တွေခြေထောက်တွေကိုလည်းပဲနှိပ်ပေးပါတယ်။အခုတော့ဒေါမြကတက်တာသွားပြင်မယ်။မာနာကအေးအေးမိပြီးတော့ဖျားသွားပါတော့တယ်။နောက်နေ့မှဖျားတာကြောင့်အိယာကလည်းမထနိုင်တော့ပါဘူး။ဒီတော့ဒေါမြကသူ့ရဲ့ပျက်စီးနေတဲ့အခန်းလေးကိုရောက်လာခဲ့ပါတယ်။စင်းရတဲ့မိမကိုးနိုင်နီးနေပြီ။ခုတိမထသေးဘူးလား။ နက်ခင်တပြက်စီလဲတာကျန်းလိုက်တာဘသူကလှုပ်ပေးမှလဲမနက်စာတော့မပြင်ရသေးဘူးလားအမေကျွန်တော်လည်းမနက်စာမစားရသေးဘူးအလုပ်ကိုလည်းမသွားတော့ဘူးသူဒီနေ့နေမကောင်းလို့ဒီနေ့အမေအမကိုလှုပ်ခိုင်းလိုက်ဖြစ်နိုင်ရင်တော့စားစရာတွေချက်ခိုင်းလိုက်အမွေတွေကခွဲထားတာပဲလေသူမျိုးဖို့ကြောင့်မသွားနိုင်ဘူးရှုံမီးဖို့နဲ့ချက်နိုင်မှလည်းမဟုတ်ဘူးအမလီဟန်ဆောင်နေနဲ့မလားသမီးကအမေကိုပြုစုခဲ့ရလို့အမေကတခါပြန်ပြီးသမီးကိုပြန်ပြုစုစေချင်နေလားဟုတ်ပါဦး တမီးတီနဲ့တကယ်မထနိုင်ဘူး။တကူလုံးနာကျင်ပြီးဖြားနေတယ်။သွားရရင်ရင်အမေသူနဲ့နေပေးလိုက်မယ်။ตาသွားပြီးဆေးယူလိုက်။ကောင်းတယ်အမေ။အမေသူနောက်မှာထိုင်နေလိုက်။ကျွန်တော်သူ့ဆေးကိုအမြန်ယူလာခဲ့မယ်။တယောက်တည်းမလို့မထားခဲ့တာ။ဒေါမြတ်ကသူ့သားရှင်ပါကောင်းကျင်အောင်ဆောင်ပြီး မာလာကိုစူပူချင်းပေါင်းကအိယာကနေထားခိုင်းလိုက်ပါတယ်။ဆင်းရဲတဲ့မာလာဟာအာယူပြီးတော့အိနေက ဖုန်တွေကိုသွားလဲရပါတော့တယ်။ငါလက်တွေတုံနေရပဲ။ အမေကျမအလုံးမလုံးနိုင်တော့ဘူးမာလာကအချင်းချင်းတောင်းဆိုပေမဲ့ဒေါမြကတော့နားမထောင်ပါဘူးမာလာဟာမူဝေလာပြီးချက်ချင်းပဲမိလေးကြသွားပါတော့တယ်ဒီချိန်ပါပဲရင်းရင်ကပြန်ရောက်လာခဲ့ပါတယ်မာလာမာလာနင်ဘာဖြစ်တာလဲနင်ဘာလုပ်နေရလဲအိုဖျားကြီးသူဖျားတာကပူဆိုးလာပြီအမေကျွန်တော်အမေကိုယုံပြီးတော့မာလာကိုအမေနဲ့ထားခဲ့တာအမေကသူ့ကိုအလုပ်ဒီခိုင်းနေရလားဒီလိုလာပါအောင်မေ အိနေကလူတိုင်းကစူဝေးပြီးတော့အိနီနာချင်းဒေါဆုနဲ့ဒေါအီတို့လည်းအိနေဝင်လာကြပါတယ်။အိုဖျားရေတာမာလာအရင်ဖျားနေရပဲဒါဘလို့ဖြစ်သွားရလဲ။အမေဘာလို့အမေဒီလိုလောက်ရတာလဲပြောပါအောင်။ဘာဖြစ်လဲအလုပ်နည်းနည်းလှုပ်ခိုင်းတာပဲလေ။ तू တေးတာမှမဟုတ်တာ။နင်တို့ဘာလို့စူညံနေရလဲ။နင်တို့အားလုံးဒီလိုဘာလို့ရောက်လာကြရလဲ။အမေမာလာပဲဒါတွေအကုန်လှုပ်နေရတာ哦။အိုဖျားရေမမရှင်အရင်ကိုစိုးတာပဲ။ ဲ့ဒီသနားဆရာကလေးမလေးကိုအလုပ်တွေတလောက်ခိုင်းနေတာရှင်ပြောတဲ့အမွေခွဲတာလဲနာမည်ခံမရှိတဲ့သနားဆရာကောင်မလေးမှငိမ့်ချက်မှုလုံးဝမရှိဘူးငါအခုစစ်စေးမှုဖုံးဆက်ပြီးဒီမိမသူ့ချွေးမဘလောက်နှိမ့်ဆက်တယ်ဆိုတာရှာဖွေခန်းရမယ်ဟုတ်တယ်ဟုတ်တယ်အဲ့ဒါမှန်လိမ့်မယ်အိမ်တက်မင်္ဂလာတော့ကမမချွေးမငယ်လေးကိုအော်တာငါမြင်ခဲ့တယ်နော်မမမင်းနည်းနည်းလေးတော့မချက်ဘူးလားဒါသူ့ဒီခန်းနေမြမြခေါ်တော့အဖေစီအောင်ခေါ်လိုက်မယ်ရင်ရင်ကသူ့မိမကိုခန်းနေခေါ်သွားပြီး ဒေါစုဟာဆရာဝန်ကိုခေါ်လိုက်ပါတော့တယ်။ဒေါစုနဲ့တော်ဤတို့ကမာလာကိုနှိပ်ပေးကြပါတယ်။အနာကြောင့်မှာမာလာကသတိပြန်ရလာခဲ့ပါတယ်။ဒါပေမဲ့ဒီချိန်မှာပဲရဲရရှိကဒုံမြကိုလက်ထိတ်ခတ်ဖို့အတွက်ရောက်လာပါတော့တယ်။ရဲကိုမြင်တော့ဒုံမြကအတင်းညင်းတော်တာပေါ့။ကျမဘာမှမလုပ်ပါဘူး။ကျမလွတ်ပေးပါ။ရှင်တို့မလုပ်တဲ့နာရီလုံနေရပဲ။ဒါတွေအကုန်လုံးကပါတွေလေ။ပါလို့ရဲကမင်းကိုဖမ်းတာလေ။သမီး အန်ဒီတို့ဖန်ခန်းလိုက်တာအန်ဒီတို့တမိဖက်မှာရှိတယ်တမိရောက်ခမတမိကိုအရင်အလွန်ကြုံခိုင်းခဲ့နှိပ်စက်ခဲ့တာပဲအမှန်တိုင်းပြောရရင်ကျမလည်းဒီမှာမနေနိုင်တော့ဘူးအခုကျမတို့ပစ္စည်းတွေအကုန်ထုတ်ပိုးကြရအောင်အခုကျမတို့ဒီကနေထွက်သွားရမယ်ဂျင်းရင်ကပစ္စည်းတွေအကုန်လုံးကိုထုတ်ပိုးလိုက်ပါတော့တယ်မာလာဟာဖြည်းဖြည်းချင်းထားပြီးရဲရရှိစီကိုသွားလိုက်ပါတော့တယ်ဂျင်းရင်ကသူ့ကိုတွေးထားပါတယ်အရာရှိမယ် သူဘလို့ပဲဖြစ်နေပါစေသူကကျမရဲ့ရက်ခမပါကျမသူ့ကိုခွင့်လွှတ်လိုက်ပြီးပြီးတော့သူ့ကိုလွတ်ပေးလိုက်ပါအောင်ကျမမှာသူတို့ဘောဘာမှမကျေနပ်ချက်မရှိပါဘူးအခုကျမတို့ဒီနေရာနေထာဝရထွက်သွားပါတော့မယ်အမေမရတော့ဘူးအမေကပစ္စည်းတွေကိုနာမည်ခံခွဲဝေခဲ့ပေမဲ့ချစ်ချင်းမြတ်တာနဲ့လေးစားမှုဝေဆိုတစ်ဖက်တည်းပြီးခဲ့တယ်အခုထွက်သွားပါတော့မယ်အမေနောက်ဆိုအမေမမြင်ချင်တဲ့မျက်နှာကိုမြင်ရတော့မှာမဟုတ်ဘူးအမေအမကြီးနဲ့အေးအေးဆေးဆေးနေပါ ပါဝေဆိုးမှလည်းမလို့ချင်တော့ဘူး။ဟုတ်တယ်မေအခုကျွန်တော်နားလေသွားပြီ။ခွဲဝေတာကပစ္စည်းတွေရခွဲဝေမှုမဟုတ်ဘဲနှလုံးသားတွေရခွဲဝေမှုပါ။အမေကမိသားအောင်တော့ဘယ်မှဆိုင်ဘူး။မာလာကတော့တစိမ့်မို့လို့ထားပါတော့။ဒါမဲ့ဒီနေ့အမေသူ့ဒီလိုအခြေအနေမှာတော့မှလုခဲ့တဲ့အရာကိုကျွန်တော်နောက်တစ်ခါထပ်ပြီးမခံစားနိုင်တော့ဘူး။ဒါအိမ်ကနေတော့ထွက်မသွားပါနဲ့။အဖေသားတို့နှစ်ယောက်မရှိဘဲဘယ်လိုနေနိုင်မှာလဲ။အဖေကိုပါခေါ်တော့ပါဦးအဖေလက်ဒီကောက်ကျစ်တဲ့မျိုးသမီးနဲ့အတူမနေနိုင်တော့ဘူးကြည်စမ်း နင်ချွေးမကိုစာကလေးကအခုချိန်ထိအရန်ဆိုးဆိုးရွရွလုပ်ခဲ့တာဒါတော့မှ तू ကနင့်ကိုခွင့်လွှတ်ပေးလိုက်တယ်တပည့်ကနင်ချွေးမသားဆိုရင်နင့်ကိုဖန်ခံမိသားနေမှာ तू ကနင့်ကိုတော့ဂရုမစိုက်ဘူးနင့်ကိုစားစရာနဲ့ရေပေးခဲ့တဲ့သူနင်ဒီလိုလုပ်ခဲ့တာပဲအိုးငါအမားလုံးမိပြီနင်တို့အားလုံးထွက်သွားကြမှာလားနင်တို့အားလုံးငါ့ကိုခွင့်လွှတ်ကြပါအဖေသာကျမတို့ချင်းတားဆီးမှာမဟုတ်ဘူးကျမတို့နဲ့အတူတူလိုက်လာမှာလည်းမဟုတ်ဘူးအမေနဲ့နေပါ အခုနောက်ကျနေပြီဒီအမွေခွဲဝင်မှုအတွက်ဖြစ်ပျက်ခဲ့တာတွေအကောင်လုံးကျမတို့မလို့ချင်းဦးကျမတို့ရဲ့ဒီမဖြစ်စလောက်ငွေလေးနဲ့လည်းပြောပါရယ်နှစ်ယောက်လုံးထွက်သွားကြတော့မယ်ပေါ့ตาတို့အန်တီတို့အားလုံးတတိယနေမှာပါပြောအောင်နေပါตาတို့ရယ်ဘေးကျွန်တော်တို့ဖေးကိုလာကြည့်ပါမယ်ကောင်းပြီဒါမင်းတို့မိသားစုကိစ္စမလို့ငါထားခဲ့မယ်ရဲရီထွက်သွားပြီးတော့ချွေးမငယ်လေးကရောက်ကမာရီရဲ့ကောင်းကြီးကိုခံယူပြီးအိုးဝီနဲ့မြို့ကနေထာဝရထွက်ခွာသွားတာက ငားညမ်းထားတဲ့အိမ်လေးတစ်လုံးပါပဲသူ့ဘဝကိုပျော်ရွှင်စွာနဲ့ပဲဖြတ်သန်းနေထိုင်သွားပါတော့တယ်။ဒေါမြတ်ကတော့နောက်နောက်နဲ့အမှတ်ရမှုတွေထဲမှာပူလောင်ရင်းကျန်နေခဲ့ရတော့တာပေါ့ကွယ်။ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါအောင်နော်။